အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ magnetic force adding on a conductor တန်လိုက်စက်ကွင်းလမ်းကြောင်းထဲမှာကားရန်စီးတဲ့ဝါကြိုးလေးတစ်ခုဖြတ်တန်းသွားတဲ့အခါမှာအားလေးတက်ရောက်ခြင်းဖြစ်တဲ့ဆိုတဲ့အကြောင်းအရာလေးကိုပြသသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့အခုဒီမှာတော့ magnetic field လေးဖြစ်တဲ့ permanent magnet လေးဒီမှာဆိုမြင်ရမှာပါ not နဲ့ sound နဲ့ magnet field လေး permanent magnet field လေးဖြစ်အောင်လို့တန်လိုက်ကလေးတစ်စုံထပ်ထားပါတယ်အဲ့တန်လိုက်ထဲမှာမှာ 90 degree conducting wire လေးလျက်ကူးပစ္စည်းလေးတစ်ခုကိုထည့်ထားခြင်းဖြစ်ပါတယ်။ဒါဆိုရင်တော့အခုဒီ conductor လေးကို current ပေးပါမယ်။အဲ့တော့ current ပေးတဲ့အခါမှာ current ပေးထားတဲ့ supply လမ်းကြောင်းလေးကိုကြည့်မယ်ဆိုရင်ဒီဘက်ကနေမှ positive ဒီဘက်ကနေမှ negative current သွားမဲ့ direction လေးပါ positive ဘက်ကနေ negative ကိုသွားတာဖြစ်ပါမယ်ဒါကတန်လိုက်ဆက်ကွင်းလေးရှိပါလိမ့်မယ်အဲ့တော့ခု ကားရန်လေး supply ပေးလိုက်တဲ့အခါမှာကွန်တက်တာလေး inward ရွှေ့သွားတာကို တွေ့ရပါလိမ့်မယ်။ဒါဆိုရင် practical လုပ်တဲ့အတိုင်းစာမှာပါတဲ့ theory ရောဟုတ်မဟုတ်ကလေးကိုဘယ်လိုသိနိုင်မလဲဆိုရင် Fleming လက်ဟန်ရူလေးတုံးပြီးတော့သိနိုင်ပါတယ်။ဒီကွန်တက်တာလေးရဲ့ direction လေးကို inward outward up or down သူရဲ့ moving လေးကိုသိဖို့အတွက် ဖလင်မင်လက်ဟန်ရူးလေးကိုသုံးပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ဖလင်မင်လက်ဟန်ရူးလို့ပြောတဲ့အတွက်ဘဘက်လက်ကလေးကိုသုံးပါမယ်ဘဘက်လက်လက်ကလေး၃ချောင်းကို90ဒီဂရီဖြစ်အောင်ပါပန်ဒီကူလာထောင်းလိုက်ပါမယ်ဒီမှာမှလက်မလေးလက်မရဲ့ direction လေးကဘာကိုညွှန်ပြလဲဆိုရင် magnetic field ထဲမှာ wire မှာ current ဖြတ်စည်းသွားတဲ့အခါမှာရွေ့ရှားသွားမယ် motion လေးကိုဖော်ပြမှာဖြစ်ပါတယ်လက်ညှိုးလေးကတော့ magnetic field direction လေးကိုဖော်ပြမှာဖြစ်ပါတယ် ပါမက်နဲ့ magnetic field ရဲ့ direction လေးပါလက်ခလဲလေးကတော့ current စီးသွားတဲ့ direction လေးကိုဖော်ပြมาဖြစ်ပါတယ်ဒါဆိုရင်အခု current စီးသွားတဲ့ direction လေးက positive ကနေ negative လို့ပြောတဲ့အတွက်ဒီတိုင်းလေးစီးဆင်းသွားတာဖြစ်ပါတယ်ဟုတ်ပြီနော် current စီးသွားတဲ့အတိုင်းလေးကိုလက်ကလေးထားကြည့်ပါမယ်ပြီးရင်ရွေ့ရှားသွားတဲ့ motion လေးကကြတော့ involve ဖြစ်တဲ့အတွက်ကြောင့်မလို့ involve လက်မလေးကိုဒီ direction လေးထားလိုက်ပါမယ် ဒါဆိုရင် current direction ရဲ့ရွေးရှားသွားတဲ့ motion ရဲ့ direction လေးကိုထားလိုက်တဲ့အခါမှာဒီမှာဆိုရင်တော့လက်ညှိုးလေးရဲ့ direction လေးကိုတွေ့ရမှာပါအဲ့တော့တန်လိုက်ဆက်ကွင်းလေးတွေကမြောက်ကနေတောင်ကိုသွားတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့မြောက်ကနေတောင်ကိုသွားတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့အခုဒီတိုင်းလေးဆိုရင်တော့ဒီပေါ်ဘက်ကတန်လိုက်ရဲ့ not ပိုးလေးဖြစ်ပြီးဒါသည်အောက်ကဟာလေးသည် south ပိုးလေးဖြစ်မှာပါအဲ့တော့ဒါဆိုရင် အခုတန်လိုက်ဆက်ကွင်းလေးပါမန်နဲ့တန်လိုက်ဆက်ကွင်းလေးကိုပြန်ပြောင်းကြည့်ပါမယ်ပြောင်းကြည့်မယ်ဆိုရင်တော့အခုဓာတိမြောက်ဓာတိတောင်အဲ့တော့အခုဒီတိုင်းလေးဖြစ်မယ်ဆိုရင်တော့လက်ညှိုးလေးကိုအပေါ်အထားကြည့်လိုက်တယ်ဓာတိမြောက်ဓာတိတောင် current direction လေးကငကိုမူလာအတိုင်းပဲ positive ကနေ negative ကိုသွားမယ်ဒါဆိုရင်တော့ motion လေးဒီ outward ဖြစ်မှာအဲ့တော့ဖြစ်မဲ့ဖြစ်တစ်ချက်လောက်ထားကြည့်အောင်ပါ ါပြင် supply လေးပေးကြည့်ပါမယ်။ဒါဆိုရင်တော့အခု hour ဇွမ်းနာကထားလိုက်တဲ့အတိုင်း hour ကလေးဖြစ်သွားတာကိုတွေ့ရမှာပါ။ဒါဆိုရင်တော့ permanent magnetic field လေးကို non နဲ့ sound နဲ့ပြောင်းကြည့်ခြင်းဖြစ်ပါတယ်။ဒါဆိုရင်အခု power supply လေးကိုပြောင်းလဲကြည့်ပါမယ်။ ခုဆိုရင်တော့ power supply လေးကိုပြောင်းလဲထားခြင်းဖြစ်ပါတယ်အဲ့တော့အခုဒီမှာဟာဂျိုးလေးအယောင်လေးမြင်ရတဲ့အတိုင်းဒီဘက်ဒီ positive ဒီဘက်ဒီ negative ဒါဆိုရင် current direction သွားမဲ့လမ်းကြောင်းလေးဒီအခုလက်ခလေလေးဒီ current direction ကိုပြတာဖြစ်တဲ့အတွက်အခုဆိုရင်တော့ဒီလိုလေးဖြစ်သွားပြီဖြစ်ပါတယ် current direction လေးက positive ကနေ negative ကိုဝင်มาဖြစ်ပါတယ် အဲ့ဒါပြင်ရင် magnetic field လေး magnetic field လေးကစောနာထားခဲ့တဲ့အတိုင်းလေးဆိုရင်ဒါလေးကတောင်းဒါလေးကမြောက်အဲ့တော့ကြာတော့ဒီတိုင်းလေးဖြစ်နေပါမယ်အဲ့တော့ကင်မရာ view ရတော့လက်ကလေးကထားခြင်းဖြစ်ပါတယ်အဲ့တော့ဒါသည်เนาะဒါသည် south ဒါလေးက current domain direction လေးဒါဆိုရင် motion လေးသည် inward ဖြစ်မှာဖြစ်ပါတယ်အဲ့တော့ supply လေးဖွင့်ပြီးကြည့်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင် motion လေး power supply ရဲ့ current direction လေးကိုပြောင်းလိုက်တဲ့အချိန်မှာ motion လေးပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီ conductor လေးရဲ့ရွေ့ရှားမှု motion လေးသည်ဘယ်ချက်တွေပေါ်မှာပြောင်းလဲနိုင်လဲဆိုရင် permanent magnetic field လေးဝင်ရိုးစွန်း not pole south pole လေးပြောင်းလဲခြင်းအပြင်၎င်းသူ့ကို supply ပေးထားတဲ့ current direction လေးပြောင်းလဲခြင်းအပြင်၎င်း force on လေး atomic conducting wire မှာတက်ရောက်နေတဲ့ force direction လေးကို ြောင်းလဲလို့ရတယ်ဆိုတာလေးကို တွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ပါမန်နက်မဂနက်တစ်ဖီပါမန်နက်မဂနက်တက်မှာတန်လိုက်ဆက်ကွင်းလေးရှိတယ်လို့ပဲ current supply ပေးလိုက်တဲ့ conductor လေးမှာ wire လေးမှာ current စီးဆင်းသွားတဲ့အခါမှာလည်းတန်လိုက်ဆက်ကွင်းလေးရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့တန်လိုက်ဆက်ကွင်းနှစ်ခု inter at ထိတွေ့တဲ့အခါမှာ conductor လေးမှာ force ကလေးတက်ရောက်ခြင်းဖြစ်ပါတယ်။ တော့ force တက်ရောက်တဲ့အချက်ကလေးကိုပေါ့ flaming left hand rule လေးကြည်ပြီးတော့မှဆုံးဖြတ်လို့ရပါတယ် flaming left hand rule လေးကိုဒီ device လေးနဲ့လည်းတရုပ်ဖို့ demonstration ပြသပေးလို့ရပါတယ်အခုဒီမှာ supply လေးပေးကြည့်ပါမယ်အဲ့တော့အခု supply လေးပေးလိုက်တဲ့အခါမှာ current contactor လေးက invoke ကိုဝင်သွားတာတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့အခု supply လေးရဲ့ current စီးတဲ့ direction လေးကိုပြန်ပြီးတော့ပြောင်းကြည့်ပါမယ်။ ဒါဆိုရင်တော့ in hour ကလေးထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီ device ကလေးနဲ့လည်း permanent magnetic fee နဲ့ currency သွားတဲ့အခါမှာထွက်လာတဲ့ magnetic fee နှစ်ခု interact ဖြစ်တဲ့အခါမှာ force ကလေးတက်ရောက်တာကို demonstration ပြသပေးလို့ရပါတယ်ရှင်